အားလုံးပဲမင်္ဂလာပါရှင့်ဒီကနေ့မှာတော့ငလျင်ကို ရေတိုခံမှန်းလို့မရကြောင်းနောက်ဆက်တွဲငလျင်တွေကိုစိုးရိမ်ပူပန်နေမိသူတွေအတွက်တိုးချောင်းသားဥပမာနဲ့ထောက်ပြထားတဲ့ဆရာဦးတန်းဦးရဲ့အကြံပြုချက်ကိုပြန်လည်မျှဝေပေးလိုပါတယ်ရှင့်ငလျင်လုံမီကိုဘာဖြစ်လို့လုံးဝကြိုပြောလို့မရတာလဲငလျင်ဆိုတာအင်မတန်ရှုပ်ထွေးလာတဲ့ကမ္ဘာမြေထုချက်ကြောက်လွာများအောက်က ကြောက်ရွံ့မှုများလှုပ်ရှားခြင်းကြောင့်ပြည့်ွေကြောင်းများသို့မဟုတ်ကြောက်လွအနာဆုံးများဖိအားစုပိုတိုက်၍ရာခြင်းဖြင့်ဖြစ်ပေါ်လာရပါသည်။ကဘာဝမ်းများပြားလာတဲ့ကြောက်လွချက်တွေအောက်မှာစီးဆင်းနေတဲ့ကြောက်ရွံ့မှုတွေဟာ ကီလိုမီတာရာချီပြီးရှိပါတယ်။ဒါရောင်အပေါ်ရန်နားမှာပဲရှိသေးတာပါ။ကမ္ဘာအတွင်းထဲသို့ဆက်ဝင်လင်းပုံမပူပြင်းပြီးပုံမထူသေးတဲ့အစိတ်ပိုင်းတွေရှိနေပါသေးတယ်။ဒီလိုနေရာမှာလှုပ်ရှားနေတဲ့အရေးတွေကိုဘယ်ချိန်ဗလန်းကျောင်းလာမယ်ဆိုတာမြည်သူမြအတိအကျမပြောနိုင်ပါ။ဒီကြောင်းရာတွေကိုကျွန်တော်တို့အခြေခံပညာသတ္တမတန်တတ္တမတန်တို့ရဲ့သိပ္ပံနဲ့ပထဝီသင်ခန်းစာများမှာသင်ကြားခဲ့ရပါတယ်။သိပ္ပံပညာရှင်များဟာယနေ့အချိန်ထိ အပူချိန်6000ဒီဂရီဆဲစီးရဲလောက်ရှိတဲ့ကဘာအတွင်းပိုင်းထဲကို ဆင်းပြီးအတိအကျလေးလာနိုင်မည့်အရာမတီထွင်နိုင်သေးပါဘူး။ထို့ပေမဲ့ထိုအတွင်းပိုင်းလှုပ်ရှားမှုများမှမြေပေါ်သို့တက်လာတဲ့ငလင်လိုင်းများကိုတော့တိုင်းတာနိုင်ပြီးအနက်မြေများရှိသည်ကို သိရှိနိုင်ပါတယ်။ထို့သောငလင်သမိုင်းကြောင်းဖီအားတိုင်းတာချက်များကို သိပ်ပံနည်းကျသူတေသနာပြု လေးလာကြတဲ့အခါမှာတော့ရွေ့ရွေ့ကြောတစ်ခုမှာအချိန်ကာလတစ်ခု ကာလရှည်အတွင်းမှာ အင်အားမြင်များမှမြင်များအတွင်ငလင်လှုပ်ခတ်နိုင်သည်ကိုတင်ချာနည်းများဖြင့်ကောက်ချက်ချလို့ရပါတယ်။အဲ့ဒါကိုတိတ်ပန်နည်းကြကြိုတင်ခံမှန်းခြင်းလို့ခေါ်ပါတယ်။နှစ်ကာလအပိုင်းခြားတစ်ခုဖြစ်တာဖော်ပြနိုင်ပါတယ်။ဘာတိတ်ပန်နည်းမှမပါဘဲအင်အားဘလောက်နဲ့ဘယ်နှနာရီအတွင်းလှုပ်မယ်။ဒီနေ့ရေတိုခံမှန်းပေးနိုင်တာကိုတော့ရှေ့ဖြစ်ပြောဆိုချက်လို့ခေါ်ပါတယ်။ ဘသူတွေပြောနိုင်တယ်ဘလောက်မှန်အောင်ပြောနိုင်တယ်လဲဆိုတာကို တွေးကြည့်နိုင်ပါတယ်ကဘာပေါ်မှာတနေ့ကိုပြဲမြအကျဉ်း90လောက်ငလင်းလှုပ်နေတာဖြစ်တာကြောင့်ငလင်းလှုပ်မယ်ဆိုတာမမှန်စရာအကြောင်းတော့မရှိပါဒါပေမဲ့အင်အားမြင့်မြနဲ့ပြည်တွင်းပြည်ပတွေရေတိုအချိန်နာရီတွေနဲ့ရန်တမ်းပြောနေပြီဆိုရင်တော့ဒါကိုညှင်းဆိုရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ မလင်းဟာရေတိုခံမှန်းလို့ရတဲ့အရာလုံးဝလုံးဝမဟုတ်လို့ပါပဲငယ်စဉ်ကတင် जा ဘူးတဲ့ကြားကြားလာနေပြီလို့နေတိုင်းអော်နေတဲ့တိုးចောင်းသားပုံမြင်တပုတ်လို့ပါပဲရွာသားတွေကနေတိုင်းစိတ်ပူပန်စွာဖြစ်နေကြရပြီတကယ်တမ်းကြားလာတော့လေဒုက္ခရောက်ကြတာပါပဲအခုလဲကြားပြန်သွားတဲ့နောက်ပိုင်း ကြားထက်လာတော့မယ်ဆိုပြီးဆက်អော်နေတဲ့သူတွေကတော့ဆက်អော်နေကြပြီးယုံကြည်သူတွေကလည်းဆက်လက်ယုံကြည်ပူပန်နေကြဆဲပါပဲဘယ်ချိန်ကြားလာမလဲဆိုတာလဲဘယ်သူမှမသိနိုင်လေတော့လာနိုးလာနိုးနဲ့ဘဝအချိန်တွေကိုဘဝအမောတွေဖြင့်သာကုံဆုံးသွားကြတော့မှာကိုလည်းသတိပြုတင်ပါတယ်ဒီနောက်ဆက်တွဲပုံမြင်လေးရဲ့အဆုံးသတ်မှာတော့ရွာသူရွာသားများဟာနောက်တစ်ခါကြားလာခဲ့ရင်ဘာတွေဘလို့လောက်ကင်ကြမလဲဆိုတာစုပေါင်းဝိုင်းဝန်းပြင်ဆင်ကြပါတယ် လူငယ်တွေကို အသိပညာတွေပေးကြတယ်ခြံစည်းရိုးတွေခိုင်မာအောင်တိဆောက်ကြတယ်အရေးပေါ်အခြေအနေမှာဘလို့ပြုမှုနေထိုင်ရမယ်ဆိုတာလေ့ကျင့်ကြပါတယ်စိုးရိမ်စိတ်များကိုဖြေလျှော့လိုက်ကြပြီး လောကအခက်အခဲများကိုရင်ဆိုင်နိုင်မြင့်တတိကိုငွေကြရင်ဘဝတွေကိုယုံကြည်မှုနဲ့ပြန်လဲတိဆောက်ကြပါတယ်တို့ចောင်းသားလေးတွေကိုလည်းမှာချင်ပါတယ်လောကမှာလူတွေပူပန်တော့ကရောက်မှ ကိုထမင်းစားရမယ်ဆိုရင် အဲ့ဒါကိုအပူစာလို့ခေါ်ပါတယ်ကိုလုတ်တဲ့လုတ်ရက်ဟာဒီလိုဥတည်နေတယ်ဆိုရင် လုတ်တဲ့မလုတ်တဲ့ချင်းချင်းရပါမယ်ကိုတာဝန်ယူထားတဲ့နေရာမှာခြေပွန်အောင်ထမ်းဆောင်ခြင်းနဲ့ဆိုရင်ဒီလိုအချိန်မှာ ကြားကြားလို့အော်နေမိအစာလူသားတွေအကျိုးရှိစေမိအသိပညာလေးတွေမျှဝေပေးစေခြင်းပါတယ်ကျမတို့နိုင်ငံဟာဆင်းရဲခြင်းရဲ့နောက်ဆက်တွဲပညာမွေးခြင်းရဲ့အကျိုးဆက်တွေကိုခံနေကြရတာဖြစ်ပါတယ်။ အခြေပြုစဉ်းစားတွေးခေါ်တတ်တဲ့လူငယ်ပညာတတ်တွေပေါ်ထွန်းလာအောင်တစ်ဖက်တစ်လမ်းကအသိပညာပေးပြီးကူညီကြပါလို့တိုက်တွန်းရင်းဖြင့်နှစ်သက်စုမှုကောင်းတောင်းပေးလိုက်ပါရရှင့်